နောဟာကသူ့မိမကိုပါရိုက်တော်မဲ့အချိန်မှာပဲသူရဲ့အမေရောက်ရှိလာခဲ့ပြီးတားဖြစ်သူရဲ့လက်ကိုကင်ထားလိုက်ပါရီအမေဘာလို့ကျွန်တော်လာတားနေရတာလဲကျွန်တော်ရဲ့လက်ကိုကြော့နော်ကျွန်တော်ဒီနေ့သူ့ကိုလုံးဝအလွတ်ပေးမှာမဟုတ်တော့ဘူးတားရီအမေစကားကိုနားထောင်စမ်းမနင်သူ့ကိုလုံးဝလက်ရွယ်လို့မဖြစ်ဘူးသူကဒီအခွင့်အရေးကိုပဲစောင့်နေတာတိလားနေတာသူ့ကိုလက်ရွှဲလိုက်မယ်ဆိုရင်တော့သူကငါတို့တရားဆွဲလိုက်မယ်ပြီးရင်တော့ပတ်စံတွေအများကြီးလဲတောင်းလိုက်မယ် ငါတို့သူစီကနဲ့တင်တောင်းဝင်တဲ့လက်ဖွဲ့ဝင်တွေအများကြီးတောင်းထားတဲ့အတွက်လည်းငါတို့တရားစွဲခံရနိုင်တယ်နော်။အမေကလည်းခဏလေးပေါ့ကျမအခုလိုမျိုးရုံးစရာကောင်းတဲ့ကိစ္စတွေလုပ်လိမ့်မယ်လို့အမေထင်နေပေါ့။ဒါဆိုရင်တော့နင်ဘာလို့ကိစ္စတိုင်းမှာဆရာကြီးလှုပ်ချင်နေရတာလဲ။နင်ကငါ့ရဲ့မိန်းမနော်ငါ့ရဲ့တတိမမဟုတ်ဘူးနားလေလား။ဟုတ်တယ်ဟုတ်တယ်ချွေးမ။ငါသာပြောတဲ့စကားကိုတော့ငါလည်းသဘောတူလက်ခံတယ်။နင်ကလေကိစ္စတိုင်းကိစ္စတိုင်းမှာအမြဲတမ်းသူ့ကိုဝင်ပြီးရွှေ့နေရဲ့ နေသူနဲ့အမြင်ဟန်စကားများရန်ဖြစ်နေအောင်ငါကြားနေရင်တော့ငါသိပ်ပြီးတော့သဘောကျတာမဟုတ်ဘူး။ကျမလုပ်တဲ့အလုပ်တွေအားလုံးကလေကျမရဲ့မိသားစုဝင်တွေအတော့ပဲစဉ်းစားပြီးတော့လုပ်ပေးခဲ့ရ။လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကမနိုဟာလက်မထက်ရသေးတဲ့အချိန်မှလည်းသူကကြွယ်ဝချမ်းသာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါရင်သူကမိဘတွေရဲ့တူဦးတဲ့သောသားလေးဖြစ်ပြီးခွာခင်ဖြစ်သူကပိုင်ဆိုင်မှုတွေအများကြီးသားဖြစ်သူအတော့ထားပေးသွားခဲ့ပါရင်အဲ့အကြီးကြီးနဲ့ဘန်နဲ့မလေးပတ်စံတွေအပြည့်ပေါ့ သူကကြွေဝချမ်းသာလုံးပေမဲ့ဘာအလုံးမမလုပ်ပဲနဲ့အေးအေးချမ်းချမ်းပဲနေထိုင်ခဲ့ပါရီတကယ်မှာတော့သူကလည်းရွာမှာရှိတဲ့လက်ဖေးဆိုင်တဆိုင်မှာတော့ထိုင်ပြီးစကားပြောနေခဲ့ပါရီဆိုင်ဘာရှင်ဦးလေးကြီးကလည်းစကားများနေရတဲ့တော့ကိုပြောလိုက်ပါရီမင်းတို့ငောက်ပတ်စံပေးလိုက်တော့ငါဆိုင်လဲပိတ်တော့မယ်အိမ်မြန်ပြန်ရအောင်မယ်ဒီနေ့ဦးလေးကြီးကလည်းကျွန်တော်တယောက်လုံးရှိနေတာကိုတို့ရှိရောက်ပါဖြစ်လို့ပတ်စံတောင်းနေရတာလေတောင်းမနေနဲ့ဒါနဲ့ပတ်စံကဘလောက်ကြတာလဲကျွန်တော်ပြောကျွန်တော်ပေးပေးမယ် မင်းတို့အားလုံးလဖေးတောက်ထားတာမဟုတ်စားထားတာကိုပေါင်းလိုက်မယ်ဆိုလို့ရှင်တော့တရာလောက်ကြားလိုက်မယ်ဒီအချိန်မှာထိုင်နေတဲ့ဒီကလူတယောက်ကဝင်ပြောလိုက်ပါတယ်ဘလို့ဖြစ်ကြလဲဦးလေးကြီးကလည်းရုပ်တရက်ဈေးတက်သွားတာလားအေးလေဈေးရတက်မှာပေါ့အပြေမှာကုန်စင်းတော့ဘလောက်တောင်မှကြီးလဲဆိုတာကိုရောမင်းသိလားမတက်နိုင်လို့ငါကလည်းလဖေးဈေးကိုတက်လိုက်ရတာအဲ့ဒါနဲ့ပဲရုပ်တရက်ဈေးတက်စီရလားမင်းတို့ကပတ်စံပေးမှသာပေးစံမှာကွာစကားပါလို့အလောက်တောင်မှများနေကြရတာလေမင်းတို့ ငါ့ကိုပတ်စံမပေးဘူးဆိုလို့ရှင်လဲတော့ရရမည်မင်းတို့မိဘတွေစီကနေပြီးတော့ပဲငါပတ်စံတောင်းလိုက်တော့မယ်မင်းတို့ ਨੇ စကားပြောရတာတတော်လေးလက်ပေါက်ခတ်တယ်တော်ပါတော့ဦးလေးရဲ့လော်ရီပြောနေရတာလဲဦးလေးကလည်းအတော်လေးအပေါက်ဆိုးတယ်နော်ကျွန်တော်တို့ဒီနေ့အစပြီးတော့ဦးလေးဆိုင်မှာလက်ဖေးလာမတော့တော့ကျွန်တော်တို့ကဘာကောင်းတွေထင်းနေရလဲကျော့ဒီမှာပတ်စံယူထားလိုက်ဒီမှာ900ပေးသွားလိုက်မယ်တခါလေးယူထားလိုက်တော့တော်မယ်လားတကယ်ချင်းတို့ရေးသွားကြရကျောဆူဘီနာမှာတော့မနိုဟာကလည်းသူတငယ်ချင်းတွေကိုခေါ်ပြီးထွက်ခွာသွားခဲ့ပါတယ် မနောဟရဆိုတဲ့ကောင်ကတော်တော်လေးတုံးကြတဲ့ကောင်ပဲအခေရတော့တဘွားလုံးစူးစားရုံးကန်ပြီးတော့အဲအကြီးကြီးဆောက်လုပ်ခဲ့တဲ့စီးပွားတွေအများကြီးထူထောင်ခဲ့သူကကြတော့အလုံးမလုံးပဲနဲ့အဖေရဲ့ရှာစွာကိုမြေကြီးရဲ့မြုံနေတယ်သူ့အမေနဲ့ငါစကားပြောမှဖြစ်တော့မယ်နဲ့တွေ့မဟုတ်ရင်တော့ဒုက္ခအကြီးကျယ်တွေ့ကြလိမ့်မယ်ချောသူရသားတွေကလည်းသူ့ဘိုးဆိုလို့ရှင်တော့ခေါင်းပုံဖြတ်မဲ့တွေ့ကြီးပဲနောက်နေ့မှာတော့လဖေးဆိုင်ပိုင်ရှင်ကြီးကမနိုဟရီရဲ့အမေကိုလဖေးဆိုင်မှာလာတွေ့ဖို့အတော်တိတ်တိတ်လေးခေါ်လိုက်ပါတယ်ကဲဒီမှာအမကြီးရေကျွန်တော်လည်းအရေးကြီးလို့ခေါ်လိုက်ရတာ အမကြီးရဲ့တားလေးမနှောရက်ကိုအမြဆုံးလက်ထပ်ပေးလိုက်တော့နော်မဟုတ်ဘူးဆိုရင်တော့ရွာမှာရှိတဲ့သူတွေအားလုံးကသူ့စီကနေကတ်စားနေကြအောင်ပါပဲကျမတားလေးအတွက်ဘာမှစိုးရင်ဘူးပါမနေပါနဲ့သူကသူ့အဖေနဲ့ကြူတာလေလက်ဖွာတဲ့အပေးကန်ရရောတဲ့တငယ်ချင်းပေါင်းတင်တွေနဲ့ဝင်ဆန်းတယ်လို့ပြောလို့ရပါတယ်လက်ထပ်ပေးဖို့ကိစ္စကတော့ကျမလည်းသူ့ကိုလက်ထပ်ပေးခြင်းလဲကျမလည်းမိန်းကလေးကောင်းလေးတယောက်လိုက်ရှာနေရဆိုတော့ရှင်းမှာကောင်းမွန်တဲ့မိန်းကလေးတယောက်ရှင်လဲကျမကိုပြောလေဒီလိုနဲ့ဦးလေးကြီးကလည်းမောမတော်ဆိုတဲ့မိန်းကလေးတယောက်အကြောင်းကိုပြောပြလိုက်ပါတယ် ီနောက်မှာတော့မိသားစုနှစ်စုလုံးကိုလည်းအချင်းချင်းတွေ့ခွင့်ပေးခဲ့ကြပါတယ်။လနိုင်ငံကြမြင်သွားခဲ့တဲ့အခါမှာတော့မနိုဟာနဲ့မောင်သားတို့နှစ်ယောက်လည်းလက်ထပ်ခဲ့ကြပါတယ်။နှစ်ယောက်သားကလည်းလက်ထပ်ပြီးတဲ့အချိန်မှာစကားဆာမီပြောဆိုနေခဲ့ကြပါတယ်။ကဲမောင်သားရဲ့နင်ဘလောက်ကြောင့်မှဈေးကြီးတဲ့အဝတ်အစားတွေဝယ်ခြင်းနဲ့အသုံးဆောင်တွေဝယ်ခြင်းနဲ့ကြိုက်တာဝယ်တော့ကျော်တယ်ရသားတွေအားလုံးကလည်းငါရဲ့မိန်းမဘလောက်ကြောင့်မှအသုံးဖြုံကြည့်လဲဆိုတာကိုသိနေစေရမယ်။ခဏနေပါဦးရှင်။မင်္ဂလာဆောင်ကိုလည်းအားလုံးပါကြရည်။ ကျမရဲ့မျက်နှာကြည့်ပွဲကိုလည်းအမျိုးသမီးတွေအားလုံးကလာကြည့်ကြတာပဲကျမကရှင်ရဲ့မိန်းမဆိုတာကိုတော့အားလုံးကသိနေနေကြတော့ပါပြီရှင်ရဲ့မိန်းမဖြစ်တယ်ဆိုတာနဲ့ပဲစေကြီးရဲ့ဝိစာတွေကိုဝိစီရလိုအပ်သေးလို့လားရှင်မင်းဘာလို့ဒီလောက်တောင်မှငင်းခုန်နေရတာလဲငါမင်းကိုပြောတဲ့အတိုင်းပဲလှုပ်ဆမ်းပါဒီချိန်မှာပဲမနော RC ကိုကြွားမှရှိတဲ့တငယ်ချင်းတယောက်ကဖုန်းခေါ်လာခဲ့ပါတယ်တငယ်ချင်းရေမင်းမင်္ဂလာဆောင်မို့လို့ငါတို့လည်းမင်းကိုမခေါ်မိတာ ငါတို့တငယ်ချင်းတွေအားလုံးစုပေါင်းပြီးတော့ခရီးထွက်နေကြတာအခု highway လမ်းမှာကွာရုတ်တရက်ကြီးကဘာဖြစ်သွားလဲမသိဘူးစီကုံသွားရင်လည်းတွေ့မင်းကောပတ်စတောင်းလာပို့ပေးလိုက်ပါလားတလားလောက်ကြာရင်တော့ငါပြန်ဆက်မယ်လေမလို့ဟာကောင်ဖုန်းကို speaker ဖွင့်ပြီးပြောနေကြတဲ့အတွက်ကြောင့်မလို့မမတာကလည်းအားလုံးကြားနေကြရပါရဲ့အေးပါကွာအေးပါမင်းတို့ဒုက္ခရောက်နေရဲ့ဆိုတော့ငါအခုညီပေးရမှာပေါ့တသောမဟုတ်ကွာငါနှစ်သောင်းလွှဲပေးလိုက်မယ်မောင်တော်ကလည်းနာမမတားမြင်နိုင်ပေးခင်ပါပဲသူကတော့ပတ်စံလွှဲပေးပြီးသွားခဲ့ပါပြီဒီမှာ ရှင်အခုလိုမျိုးပတ်စံကိုသုံးဆွဲမနေပါနဲ့ဒါကသုံးဆွဲရတယ်မတူဘူးနော်ဖြုံးလာနဲ့တူနေပြီပြီးတော့သူ့အတန်ကိုနားထောင်ကြည့်ရတလို့ဆိုရင်တော့ဒုက္ခရောက်နေရပုံစံမျိုးမှလည်းမရှိဘူးသူတို့ပါတီတွေပါရင်များလောက်ဖို့အတွက်စဉ်စဉ်နေကြရလားမသိပါဘူးသူတို့ရှိမှပတ်စံမရှိလို့ရှင်းစီကနေပြီးတော့လှမ်းတောင်းလာဒီမှာဒီနေ့မှတော့ပထမဦးဆုံးလက်ထက်တဲနေမလို့အများကြီးစကားမပြောချင်အောင်မင်းကလည်းထပ်ပြီးတော့မပြောတော့တငယ်ချင်းတွေကလည်းငါတငယ်ချင်းပတ်စံကလည်းငါပတ်စံပဲငါဘောကငါကြိုက်တယ်လို့နေမယ်ဆရာလာလို့မနေပါနဲ့ မနဝရရှိမှအရန်ကိုဈေးကြည့်တဲ့စိုက်ကဲတစ်စီးရှိပါသေးတယ်။နောင်နေမနမော်လင်သွားခဲ့တဲ့အခါမှာရွာမှာရှိတဲ့သူတကယ်ချင်းကအင်ကိုရောက်လာခဲ့ပါတော့တယ်။အားလုံးပဲမနက်စာစားနေကြတာလား။မကြီးရေမင်္ဂလာပါ။အမေကြီးမင်္ဂလာပါဗျ။အေးအေးအေးမင်္ဂလာပါ။ဒါနဲ့ရနေကငါရောက်ကြတဲ့တကယ်ချင်းလားမနေ့ကတော့ကသူ့ကိုပုံဆက်သေးရလေနှင်းတအောင်ကဖုန်းထဲမှာကြားလိုက်ရလို့မှတ်မိနေရ။မနေ့ကညတော့ကနေတော့အဝေးပြေးလမ်းမမှာရောက်နေကြတာဆိုဘလို့ဖြစ်လို့ရုတ်တရက်ကြီးအဲ့လောက်အမြန်ရွာကိုပြောင်းလာကြတာလေ။အမလီ ကြည့်ပါဦးတကယ်ချင်းမေးရမိမတော့တကယ်ဟိုအရန်တော်တဲ့စုံတော့ပဲနော်ထွေးမလေးရေဘာလို့နေရလဲနေရနေထိုင်ပြီးတော့စားတော့တော့လေသူတို့တကယ်ချင်းအချင်းချင်းကြပြောဆိုနေရကိုဘာလို့ဝင်ပါနေရတာလဲမမသားကလည်းရခမရဲ့စကားကိုနားထောင်ပြီးထိုင်စားနေခဲ့ပါရဲ့ဒီအချိန်မှာတကယ်ချင်းဖြစ်သူကလည်းပြောခဲ့ပါရဲ့ကဲမင်းကတော့လက်ထပ်လိုက်ပြီငါလည်းလက်ထပ်တော့မလို့လေငါသဘောကျနေရဲ့ကောင်းမလေးတယောက်ရှိတယ်ဒီနေ့ပဲသူ့ရဲ့မိဘတွေနဲ့တွေ့တွေ့ကြမလို့အဲ့ဒါကြောင့်လေဒီနေ့စိုက်ကယ်လေးတရက်လောက်ယူသွားလို့ရမလား ရတာပေါ့အေးကြီးရဲ့ကိစ္စပဲရောက်ဒီမှာယူသွားလိုက်တော့တကယ်ချင်းဖြစ်သူကလည်းမနိုဟာရီရဲ့ సైకిల్ ကိုယူပြီးချက်ချင်းထွက်သွားခဲ့ပါရီဝမ်သားကတော့ဒါရီအားလုံးကိုတဆက်ကလေးမှသမောမချခဲ့ပါဘူးမနှက်ဆာဆာတော့ပြီးအခန်းထဲဝင်လာခဲ့တဲ့အချိန်မှာဒီမှာကတော့ရန်ဖြစ်ပါတော့တယ်ကျမလူတွေအကြောင်းကောင်းကောင်းသိရလူအ깨ခတ်လဲတိတ်ကိုကြော်ရသူတို့ပြောနေတဲ့စကားပြောဆိုတာနဲ့မျက်လုံးကိုကြည့်ရတယ်အမှန်အတိုင်းပြောနေရလားလိမ်ပြောနေရလားကျမသိရရှင်းတကယ်ချင်းကစကားချွတ်ချော်လေးပြောပြီးရှင်းကိုလှည့်စားနေတာသိရလားသူရဲ့မျက်လုံးကိုကြည့်လိုက်တာနဲ့လိမ်နေရဲဆိုတာသိတာနေရပါပဲ တလောက်ဈေးကြီးရဲ့ cycle ကိုရှင့်နေနဲ့သူ့ပေးစရာဘာအကြောင်းရှိလဲငါတငယ်ချင်းတွေပြောတဲ့စကားအမှန်နဲ့လက်ထပ်ပြီးသွားတဲ့အခါကျရင်မိန်းမတွေကအမြင်ပြဿနာဖြစ်အောင်လုပ်တယ်နောက်ထပ်ပြောနေမယ်ဆိုရင်တော့မင်းရဲ့ပစက်ကိုတခါရေတိတ်နဲ့ဆွဲပိတ်ထားလိုက်မယ်နော်အမေကတော့အပြင်ကနေသူတို့နှစ်ယောက်ရဲ့စကားပြောဆိုတန်တွေကိုကြားနေကြရပါတယ်အမလီငါသားလေးကနားလည်မရှိလို့တော်သေးတယ်မဟုတ်ရင်တော့ဒီအမျိုးသမီးအိမ်ကိုရောက်လာတာနဲ့အားလုံးရဲ့ရန်တိုက်ပေးနေပြီဒီလိုနဲ့ရက်တွေကုန်ဆုံးနေခဲ့ပြီမနှုတ်ဟာကတော့ဘာအလုံးမမလုပ်ပါဘူး သူကသူ့အဖေပေးရပတ်စမ်းနဲ့ပဲတုံးဖြုံနေထိုင်ခဲ့ပါတယ်။တလားကကြာမြင့်သွားခဲ့ပါတယ်။မနိုဟာရီရဲ့တငယ်ချင်းကတော့စိုက်ကယ်ပြန်ပေးဖို့အကြောလုံးဝရောက်မလာခဲ့ပါဘူး။အမေသူ့တငယ်ချင်းတွေကသူ့ရဲ့စည်းစိမ်တွေကိုဖြောင်းတီးပြည့်ချင်နေကြတာ။သူ့တငယ်ချင်းတယောက်ကိုပဲကြည်လေဈေးကြီးရဲ့စိုက်ကယ်ကိုယူသွားတဲ့အခုချိန်ထိပြန်လာမပေးသေးဘူး။နင်အတော်လေးကိုလွန်နေပြီနော်။ဒီနေ့ရောငါနေ့ကိုကောင်းကောင်းတင်ကားစာပေးရမယ်။ဒီလိုနဲ့မနိုဟာကလက်ကင်လိုက်တဲ့အချိန်မှာပဲရောက်ခမဖြစ်သူကကြားလိုက်ပါရဲ့။ဒါလေးရွှေမအောင်လုံးဝလက်မပြွေနဲ့ နင်သာလက်ရွယ်မယ်ဆိုရင်တော့သူကကျင်းဒီပေါ့တရားဆွဲမှာတည်ရမလားရွာမရှိတဲ့ကောင်းလေးတချို့ကတော့မနှုံဟာနဲ့သူ့မိမရန်ဖြစ်စကားများနေကြတာကိုနားထောင်ကြပါရီသူတို့ကလည်းမနှုံအရေးတငယ်ချင်းစီတွားပြီးပြောလိုက်ပါရဲတငယ်ချင်းရေမင်းမနှုံဟာစီကနေပြီးတော့စိုက်ကယ်ယူသွားတာတလားကြပြီဆိုသူတို့အိမ်မှာရန်ဖြစ်နေကြတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအမြန်တွားပြရမေးလိုက်ရောငါကအဲ့ဒီစိုက်ကယ်ကိုရောင်းပြီးငါရေးစောင်းလက်ဆောင်တော့ပေးလိုက်ပြီးအခုဘာလို့ရမလဲငါမှအကြံတစ်ခုရှိတယ်ခဏနေတော့သူတို့အဖွဲ့တွေကတငယ်ချင်းတယောက်ရောက်လာပါပြီအကိုကြီးကျွန်ရင်းလိုက်ခင်အောင်လာလာလား ဆိုင်ကငါတော့တငယ်ချင်းကတော့ quality တွေစီးပြီးတော့လဲအိတ်နေခဲ့ပါတယ်ဒါပါဖြစ်သွားတာလေငါကမင်းစီကိုဆိုင်ကယူမယ်ဆိုပြီးတော့လာနေရပါเออนอนเองอ่ะยีซาเนี่ยတွေ့ဖို့ address site ကဲ CV တောင်းနေနေပြန်လာတော့ကြောက်တယ်ပြုတ်ကြသွားပြီဒီလိုပုံစံဖြစ်သွားတာပဲ Jerry ကလည်းငါ့ကိုခေါ်သွားပေးကြပါလေမင်းရဲ့ site ကိုတော့ငါမကဲတင်ပေးနိုင်ခဲ့ဘူးမင်းဘာမှမဖြစ်တာကံကောင်းတာပေါ့မနိုဟာထွက်ခွာသွားတာနဲ့တငယ်ချင်းတွေအားလုံးရှိမောကုန်ကြပါလေတို့အားလုံးကမနိုဟာကိုတတ်တမ်းမဲ့လဲစားနေခဲ့ကြတာပါ ကကန်နီရဲ့ဖေကရွာတကြီးဖြစ်ပါတယ်တရမှာတော့သူသားလေးကိုပြောပါတယ်မင်းတို့ရဲ့အားလုံးကမနော်အားကိုလုံးဝပြောင်းတော့အောင်လှည့်စားနေကြတယ်ဆိုတာငါသိပါတယ်မင်းတို့ကြိုက်တာလို့ကြောင့်ငါတော့စိတ်မဝင်စားဘူးဒါပေမဲ့ငါအတွက်လည်းအမြတ်နဲ့ရှိတဲ့သူ့ဖေကိုငါအများကြီးကူညီပေးခဲ့မှုတယ်ကျွန်တော်ဘက်ကလည်းကူညီပေးလို့ရပါတယ်အေးငါကတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေလေရီမြေရီရီအားလုံးကိုငါနာမည်နဲ့လိုချင်တယ်ဒါကဘလို့လို့ဖြစ်နိုင်မှာလဲဖေရဲ့မင်းတို့ကနီလန်တစ်ခုပြောပြရမယ်ကျော်တကြီးကလည်းသူ့သားလေးကိုနီလန်တစ်ခုရှင်ပြလိုက်ပါတယ် ။နောက်ရမှာသကန်းကတော့မနိုဟာနဲ့နှစ်ယောက်ထဲတွေ့ခဲ့ပါရစ်။ဘာဖြစ်တာလဲအဆင်ပြေလား။ငါငါသဘောကြောင့်လက်တက်တဲ့ main ကလေးနဲ့လက်ထပ်ချင်တယ်။ပြီးတော့ကိုပိုင်အလုပ်တစ်ခုလည်းလုပ်ချင်တယ်။ငါဒီကိစ္စတွေအဖေကိုပြောပြတော့အဖေကအင်ပေါ်မောင်းချလိုက်တယ်လေ။အခုငါဘာဆက်လုပ်ရမလဲ။ကိစ္စမရှိပါဘူးစိုက်ဖို့မနေနဲ့။မင်းကတကယ်အရန်သဘောကောင်းတဲ့ငွေချင်းပဲ။အဲ့ဒါကြောင့်ငါတခုခုဖြစ်တော့မှအဖေစီပြန်သွားတော့မယ်။ငါကိုပိုင်းစီစဉ်ဒီဇိုင်းဖွင့်ဖို့အတွက်ပတ်စံချေဖို့အတွက်လိုအပ်တယ်။ မင်းရဲ့ပိုင်ဆိုင်မှုစာချုပ်စာရန်ငါ့ကိုပေးမယ်ဆိုရင်တော့ငါပတ်စံချင်းငါလို့ရတယ်။ဒီစကားလေးပေါ်မှာမတားကြသွားခဲ့ပါရဲ့။ညမို့ထုတ်သွားခဲ့တဲ့အခါမှာသူကလည်းပိုင်ဆိုင်မှုစာရွက်စာရန်တွေကိုတငယ်ချင်းကိုတော့ပေးခဲ့ပါရဲ့။နောက်နေ့မှာတော့အားလုံးကလည်းရေရီခေါ်ပြီးရောက်ရှိလာခဲ့ပါရဲ့။ကဲမနိုဟာရီမင်းတို့အိမ်ပေါ်အစင်းကြောင့်မင်းတို့ပိုင်ဆိုင်မှုတွေအားလုံးကိုငါတို့တင်းယူလိုက်ပြီးဘာတွေပြောနေရလဲရှင်။ဒါတွေကဘာတွေလဲတငယ်ချင်းမင်းရတောင်းလိုက်တာမင်းရပိုင်ဆိုင်မှုစာရွက်စာရန်ငါ့ကိုပေးလိုက်စီရလားရှင်းနေကြီးကအခုပြင်ဆင်ပေးလိုက်တော့ဒီပိုင်ဆိုင်မှုတွေအားလုံးငါတို့ရသွားပြီ ရှင်းနေကြီးကဥပဒေကိုကာဝယ်ပေးရသူမဟုတ်လားစာချုပ်စာရန်အစစ်နဲ့အတုကိုမခွဲတတ်ဘူးလားကျမတို့ရဲ့ပိုင်ဆိုင်မှုစာချုပ်စာရန်အစစ်မှန်ကဒီမှာကျမရှိမှရှိနေပြီးတော့ကကန်းကြီးအရင်နေ့ကနေပြောတဲ့စကားတွေအားလုံးငါကြားခဲ့ငါချက်ချင်းအင်ကိုရောက်လာတာနဲ့စာချုပ်စာရန်အတုတွေကိုအစစ်နဲ့အစားထိုးထားလိုက်တာလေကဲစနောကိုတော်တော်လေးအချိန်ကောင်လုပ်လိုက်တာပဲခင်ဗျားတို့ကလှည့်စားတဲ့အတွက်ထောင်ကျဖို့တာပြင်လိုက်တော့ရှင်းနေကလည်းထွက်ပြေးသွားပါရီကျော်တကြီးတို့တော့ဖန်ခံခဲ့ရပါရီ တော်သေးရဲ့ငါချွေးမလေးကြောင့်မို့မင်းပြောရမှန်းနဲ့အားလုံးငါအနဲ့စားနေကြတာပဲမင်းငါကျေးဇူးတကယ်အရန်တင်ပါရဲကွာဒီလိုနဲ့အရာအလုံးစင်ပြေသွားခဲ့ပါရဲ့